ဥစဉ်တို့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့အကြံပြုချင်နေပြန်နော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလည်းနဲ့ခိုင်ခိုင်နေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့တပိတ်မမောက်တဲ့ဒီရန်သူလိုတော့မတတ်မှတ်ပါဘူးအခုတော့ non city and solution ရန်သူလိုတတ်မှတ်နေပါတယ်ကြားယူဖြစ်ထားမယ်ဆိုလို့ရန်သူဖြစ်အောင်လုပ်ပြနေကြပါတယ်အဲ့ဒါနိုင်ငံရဲ့ကောင်းဆောင်ရဲ့မဟာပြူဟာမှာပါ အလိုချရမြေပပီတို့ညကိုမော်ဒမများအလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ23ရက်နေ့ရက်ကျွန်တော်တို့တနင်္လာနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ဒီနေ့ညမှာနောက်ဆုံးရှိထားတဲ့ဒေါ်လန်တရင်တို့တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆောင်ကြည့်ရှုပေးကြဖို့အလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ရုံဆုံးနေတဲ့ဒေါ်လန်တရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တို့အနေနဲ့ကတော့မြန်မာနိုင်ငံမှာဒေါ်လာရဲ့တရရဆုံးမှုနေမြာဆိုရင်မလေးရှားနိုင်ငံထက်ပင်ကြီးမားနေပြီးတော့မှ အသွင်ကူးဖြောင်းရေးအစိုးရတရားလွှတ်နေတာကိုတိုင်းသားတော်လိုင်းတဖို့တွေကနေပြီးတော့မှအခြေခံအားဖြင့်သဘောတူညီလက်ခံထားကြတယ်ဆိုပြီးတော့မှဒေါက်တာဇော်ဝေဆိုရဲ့ပြောကြားချက်ပဲဖြစ်ပါတယ်။အခုကျွန်တော်တို့တရွေစူးမိုးနေတဲ့အနေမျိုးကမလေးရှားနိုင်ငံလောက်မကတော့ဘူးကျဲနေပြီ။အဲ့ဒီ feeling တကယ့်ကိုမြေပြင်စူးမိုးနေတာအခုကျွန်တော်ဖြတ်သွားလိုက်ရင်လက်ကွန်းတွေဆက်ပြိုးပြိုးခင်းတွေမဆိုင်တဲ့မပြိုးတဲ့လက်ကွန်းမှမရှိတာမဆိုင်တဲ့မပြိုးတဲ့နေရာဒေသမှမရှိတာနောက်မွေးမြူရေးတွေလုပ်ငန်းတွေလည်း လုံဆောင်နေတာပုံမှန်လည်းပတ်နေတဲ့ sumo data တခုရှိနေတယ်လေကြောင်းရံကပါပေါ့ရှိနေတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်ဒီမြေ data တွေကိုငါတို့တရီပိုင်ဆိုးနေပါလား ငါတို့တရီသွားနိုင်လာနိုင်လုံနိုင်ကိုင်းနိုင်ပါလားဆိုတဲ့အတိနဲ့ feeling ခံစားချက်ကမြေပြင်ရောက်တဲ့အချိန်မှာရပါတယ်ဆိုပြီးတော့မှဒေါက်တာဇိုဝေဆိုးကိုရိုင်းကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။သူပြောချင်တာကတော့ကျွန်တော်ခုဆိုရင်မလေးရှားနိုင်ငံအားဆိုရင်မြန်မာနိုင်ငံထက်နှစ်ဆနီးပါးတင်းငယ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်မှာဆိုတော့တော်လန်ရဲဘူတွေကနေပြီးတော့မှမြန်မာနိုင်ငံရဲ့ထွေကြော်နီးပါးလောက်ကိုစုမထင်းချုံနိုင်ပြီဆိုတဲ့သဘောမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့အားလုံးမျှော်မှန်းထားတဲ့တမန်မြောက်လိုက်လို့ရှိတဲ့နေပြည်တော်ထိတောင်းပါပါနော်။တသိမ့်မဲ့ viewer တွေကိုကျွန်တော်တို့တွေ့ရတော့မှာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပဲခူးတိုင်းစည်းကုံးမြို့နယ်မှာပြည်သူတွေထားနေပြီးတော့မှစမှုထမ်းခြင်းတောင်းခံပြီးတော့မှ PDF တွေကိုဂူယူမဆိုင်ဘူးဆိုပြီးတော့မှကြွေးကြော်နေတဲ့လက်နက်ကင်ပြူစောထီးဘာတန်ပြက်ခတ်ခံပြီးတော့မှတေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဇွန်လ20ရက်နေ့ည9:40မိနစ်အချိန်ဇီကုံမြို့နယ်ရွှေဖလားရွာကနေပြီးတော့မှအချမ်းဘက်စစ်တပ်တောက်တိုင်ပြူစောတိကလာဘတန်းကိုပုဂုတိုင်းစစ်ဌာနအမှတ်22ဘီဟာတာယဝရီခိုင်တရင်တက်တခွဲနဲ့ Phoenix DF ကရက်တော်လိုင်းရဲ့ဘော်ဒီကနေပြီးတော့မှနေရင်တွင်းမှာပဲတွားရပစ်ခတ်တိုက်ခဲလို့ခဲလို့ဖွဲချင်းပြီးတည်ဆုံသွားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်တည်ဆုံသွားတဲ့ပြူစောတိကလာဘတန်းဟာဆိုတော့ပစ္စတိုတနတ်တလစ်ကိုခါမှာထိုးပြီးတော့မှရက်ွက်ထဲမှာ စမုထန်ချေပေးရမယ်ဆူပါမချင်းချောက်အတောင်းဆုံးနေတာတွေစမုထန်ထဲ့မယ်ဆူပါမလုံငယ်တွေကိုစမုထန်ဖြစ်ဆွဲသွင်းနေတဲ့သူဖြစ်ပြီးတော့မှ PDF တွေကိုလည်းဂယူမဆိုင်ဘူးဆူပါမအရင်ကတည်းကကြွေးကြော်နေတဲ့သူဖြစ်တယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်အားချောင်းပြီးတော့မှကျွန်တော်တို့ PDF တွေကိုစိန်ခေါ်ပြောဆိုနေတဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပြူစောထိရတယ်ဆိုတော့ခုဆိုရင်တွန်လိုင်းရဲဘော်တွေကနေပြီးတော့မှရှင်းပြနေကြတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တပုတ်အနေနဲ့ကတော့နိုင်ရီကံပြူဟာပအဝင်ချင်းကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေးချောင်းပစ်ခတ်တိုက်ခိုက်နေပြီးတော့မှ စီရင်တန်းနဲ့အင်အားများပြားဖြစ်တင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မနေ့ကကားသုံးစီးဝင်တဲ့အသေးနှစီအကြီးတစီဒီအပိုင်းနဲ့ရေကန်ပြောဖို့အင်အားပြန်ဖြစ်နေတဲ့အနေထားပါစပရမချင်းကောက်ဝေးတဲ့အရှိုး CDF အရှိုးပြောခွင့်ရပုဂ္ဂိုလ်ကလည်းပြမပြောဆိုထားတာဖြစ်ပါတယ်။ထမှန်အင်အားဖြစ်တင်းလာသူတွေဆိုရင် data တွင်းကဈေးလိုရှာနေတဲ့တမ69လျောက်ခန့်တရင်တွေမိုးတော့ပဲနဲ့အခုဆိုရင်နေရေကန်ပြောဟာခုခံဆက်အတွက်တမ69လျောက်ခန့်မြေပြင်တရင်ခမရ33ခမရ420တို့ကလည်းပြမအတိတ်ကနေနဲ့အခုထဲရောက်လာတဲ့တရင်ကိုစုံစမ်းနေတဲ့ဆဲဖြစ်တယ်ဆိုပြမကျွန်တော်တို့ တည်ရပဲဖြစ်ပါတယ်။အရင်ကတည်းကစကောင်စီတပ်ဖွဲ့ဝင်တွေဒီတမ69ကနေပြီးတော့စစ်ကြောင်းတွေပြဖို့ပြီးတော့မှကျွန်တော်တို့ဘာနာရခိုင်ပြည်ဘက်ကိုစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေပြီးပတ်ခုဆိုတော့ကျွန်တော်တို့ CDF ရှူကနေပြီးတော့မှဂျာဖြတ်တိုက်ခိုက်မှုတွေလှုံ့ဆော်လုံးလို့ကိုနိုင်ငံကံပြောစကောင်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စ조사နေတဲ့သဘောမျိုးပဲဖြစ်ပါတယ်။စကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြာဆုံးခါနေရတော့မကြာခင်မှာဒီထက်ပိုပြီးတော့မှတိုးလာဖို့ရှိနေတာပေါ့နော်။ ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြက်မှာကတော့ဦးသိမ်းမြတ်ကနေပြတော့မှာ CRPH ရဲ့ CADM ဥပဒေနဲ့ပတ်သက်ပြတော့မှာဟာကွက်တွေရှိနေတယ်ဆိုတဲ့အကြောင်းသူကနေပြတော့မှာတုံးသက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စချင်လဲရအောင်နော်။တပိတ်တိုက်ပွဲရဲ့သဘောတရားရဆိုလို့ရှိရင်အချိန်နေမကောင်းလို့ရှိရင်တပိတ်လှန်ပြီးတော့အလုတ်ပြန်ဆင်းတဲ့ရင်ဆေးရမှာပါ။အလုတ်အပြုတ်ခံရမဲ့အစားမှာအလုတ်ပြန်ဆင်းတဲ့ရင်ဆင်းကြရမှာပါ။အလုတ်သမားတမကတွေဖွဲ့စည်းထားလို့ရှိရင်တမကတွေရဲ့အင်အားကိုအသုံးပြုပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်မှာပါ CDM လှုပ်ရှားမှုရဲ့အောက်မှာအလုသမားတမကတခုမှမတိထောင်နိုင်ခဲ့ပါဘူးအဲ့ဒါဟာအလုသမားတွေဝန်ထမ်းတွေအတွက်ကြီးမားလွန်းလာတဲ့အားနည်းချက်ကြီးပါ1988မှာသပိတ်တွေပေါ်လာပြီးတဲ့နောက်တမကတွေနေရာတိုင်းမှာပေါ်ပေါက်ခဲ့ပါတယ်ရှိခဲ့ပါတယ်အလုသမားတမကဝန်ထမ်းတမကဆိုတာအလုသမားတွေနဲ့ဝန်ထမ်းတွေရဲ့မိခင်အဖွဲ့အစည်းတွေပါအခုလိုတော်လိုင်းရေးကာလကြီးမှာတောင်မှအလုပ်သမားတမက္ကဝန်ထမ်းတမက္ကတွေကိုကျွန်တော်တို့မဖွဲ့စည်းနိုင်ခဲ့ကြပါဘူး 1988ခုလူလူလှုပ်ရှားမှုကြီးနဲ့နှိုင်းယှဉ်လို့ရှိရင်အခု2021လူလူလှုပ်ရှားမှုကြီးဟာအဲ့ဒီအပိုင်းမှာအလွန်အားနဲ့ပြောင်းညံခဲ့ပါတယ်2021လူလူလှုပ်ရှားမှုကြီးရဲ့အဓိကအားသာချက်ကိုပြောပါဆိုလို့ရှိရင်တော့လက်နက်ကင်တော်လန်ရေးအထိလူလူကိုရောက်လာအောင်ဆွဲခေါ်နိုင်တဲ့အချက်ပါ CDM လှုပ်ရှားမှုအကြောင်းကိုပြန်ဆက်အောင်ပါတမက်ကတွေမရှိနိုင်ငံရေးဥဆောင်မှုကိမ့်မဲ့ပြီးတော့အကန့်အသတ်မဲ့တိုက်ပွဲကိုဆင်နွှဲမိကြတဲ့အတွက်အားလုံးအလုပ်ပြုတ်ပြီးတော့ဒုက္ခရောက်ကုန်ကြပါတယ်ဘယ်သူကမှလည်းထိထိရောက်ရောက်မထောက်ပံ့နိုင်ကြပါဘူး ဒါဟာရှစ်ဆက်မဲ့ခီးအတွက်သင်ခန်းစာယူစရာဖြစ်တယ်လို့လက်ရှိအချိန်မှာလဲတတ်နိုင်တာတော့အမားပြင်ဆင်ချက်လောက်ရမယ့်အရာတွေဖြစ်ပါတယ်။တပိတ်တပွဲတစ်ခုမှာတပိတ်မမောက်ဖဲရန်သူနဲ့ပူးပေါင်းနေတဲ့သူတွေရှိခဲ့ရင်သို့မဟုတ်တွေ့ဝေးတွတ်ဆုပ်နေတဲ့သူတွေရှိခဲ့လို့ရှိရင်တပိတ်သမားတွေကနေပြီးတော့တပိတ်တားကြတဲ့လောက်ဟန်ရှိပါတယ်။ဒါပေမဲ့တပိတ်မမောက်ရခေါင်းလားဆိုပြီးတော့တပိတ်မမောက်တဲ့သူတွေကိုရန်သူလို့တော့မတတ်မှတ်ပါဘူး။အခုတော့ non CDM ဆိုလို့ရှိရင်ရန်သူလို့သတ်မှတ်နေပါတယ်။ ဂျားလူအဖြစ်ထားရမယ့်သူတွေကိုရန်သူဖြစ်အောင်လုပ်ပြနေကြပါတယ်။အဲ့ဒါဟာနိုင်ငံရဲ့ခေါင်းဆောင်တွေရဲ့မဟာဗျူဟာအမှားပါ။ CDM မလုပ်တဲ့လူလည်းပြည်သူ non CDM လည်းပြည်သူပါပဲ။တက်ကြွကနိုးကြတဲ့ပြည်သူတွေနဲ့တွေးဝေတွတ်ဆုပ်တဲ့ပြည်သူတွေဆိုတာမျိုးပဲကွာခြားပါတယ်။တက်ကြွကနိုးကြတဲ့ပြည်သူတွေကတွေးဝေတွတ်ဆုပ်တဲ့ပြည်သူတွေကိုစီယုံဆွဲခေါ်သွားရမှာပါ။အခုတော့အဲ့ဒါလိုဖြစ်ရမယ့်အစားမှာ CDM နဲ့ non CDM ဟာရန်သူလုံးလုံးဖြစ်ကုန်ကြပါတယ်။ non CDM ဆိုလို့ရှိရင်တက်ဖြတ်ပြစ်ကြတဲ့ အဆင့်အထိတောင်မှလက်လွန်ကြက်သွန်ဆိုတဲ့ကိစ္စမျိုးတွေလည်းရှိခဲ့ကြပါတယ်။ဝမ်းနဲ့ကြေကွက်စရာအဖြစ်ပြက်တွေပါ။အဲ့ဒါတွေကနိုင်ငံရေးအမှားတွေပါ။အဲ့ဒီအမှားတွေကပြင်ကိုပြင်ဖို့လိုတဲ့အမှားတွေပါ။ non cdm ကိုရန်သူလို့သဘောမထားတင်ပါဘူး။ဂျားလူလို့သဘောထားတင်ပါတယ်။အဲ့ဒီ non cdm တွေကိုဂျားလူကနေပြီးတော့ကိုလူဖြစ်လာအောင်စီယုံတိမ့်သွင်းတင်ပါတယ်။အခုထုတ်လိုက်တဲ့ဥပဒေကဂျားလူတွေကိုရန်သူဘက်ရောက်သွားအောင်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတဲ့အတွက်နိုင်ငံရေးအမှားရွံ့ပါတယ်။အဲ့ဒါကြောင့်အကြံဖက်ဖက် အာဏာဖီစာရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေဟာဥပဒေရှုထောင့်ကပဲကြည်ကြည်နိုင်ငံရေးရှုထောင့်ကပဲကြည်ကြည်အာဏာချက်တွေဘလဘွားဖြစ်နေတယ်လို့ဆိုချင်ပါတယ်။ဒါတော့ဗောနောဥတင်မြက်ကနေပြမ CRPH ရဲ့စီဒီမိုတွေဟာဆိုတော့ကျတို့ပြည်သူတွေကြားထဲမှာတွေ့ခွေသက်ရှုထဲနေလာနေပြပြမကျတို့ခုဆိုတော့နန်းစီဒီမိုပေါ်မှာတပြတ်မှုတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းသွားနေပြမသတိပေးပြောဆိုထားတာဖြစ်ပါတယ်။အရင်ကတည်းကကျတို့ဗောနောတခြားဒေတာလိုင်းရဲ့မိခံပြမလို့ဆောင်းနေကြတဲ့ဖွဲ့တွေကနေပြမ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့မှအလွဲသုံးစားတွေလုပ်မှုတွေလည်းများစွာရှိခဲ့တာမလို့ခုဆိုရင်ကျွန်တော်တို့အနေနဲ့ဒီနန်းစီရံဝန်ထမ်းတွေပေါ်မှာတပ်ဖြတ်မှုတွေဒေတာပို့ပြီးတော့မှလိုလာဖို့ရှိနေတာပဲဖြစ်ပါတယ် CR page နဲ့ကြံတဲ့တော်လိုင်းရဖွဲ့စည်းတွေကနေပြီးတော့မှဒါကိုတခြားလို့ပြန်လဲစဉ်းစားသုံးသပ်ပြီးတော့မှအကောင်ဆုံးနေလန်းတွေနဲ့ပြန်ပြီးတော့မှပြင်ဆင်မှုမှန်နိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီဘုံမပြောင်းကြရနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအခုဆိုရင်ဒီလိုမျိုးတိုက်တန်းရှုံးနေရတာကတိုင်းမိုးတွေညံ့လို့ဆိုပြီးတော့မှပေါ့နော်တရားကိုစိန်ခေါ်ပြောဆိုထားတဲ့အားလဲကျွန်တော်တခြားလို့နောက်ထောင်ချစ်လိုက်ရအောင်နော် ိုဘယ်လိုကောင်းမလဲဆိုတော့အထက်အရာရှိပေါ့နော်တခါလေတက်ရဲ့လှုပ်ထုံးလို့နေရတော့ကောင်းပါလေတက်ရဲ့လှုပ်ထုံးလို့နေရလဲကောင်းတယ်အထက်ကကျေးနှံချလိုက်တယ်မင်းတို့တွေစစ်တပ်မှာပြန်လဲတာဝန်ထမ်းဆောင်တယ်တာဝန်ထမ်းဆောင်တဲ့တကြောင်မို့လို့မင်းတို့တွေရဲ့တက်တန်းပြည့်ပြီမင်းတို့လည်းထွက်ခွင့်တောင်းတာတယ်မင်းတို့ကိုထွက်ခွင့်ပြုလိုက်သည်ဆိုတဲ့ကျေးနှံကတခါလေဘယ်လိုကောင်းမလဲဆိုတော့ကကကြီးပေါ့ဗျာနော်ဒါအုပ်ချုပ်တဲ့နေရပေါ့ဟုတ်လားစစ်ရုံးကနေပြီးစစ်ရုံးဆိုတော့အကြီးဆုံးပေါ့ချင်းနေချင်းပါနော်အဲ့တော့စစ်ရုံးကနေပြီးတော့အမိန်ချလိုက်ပြီမိန်ချလိုက်တဲ့အခါမှာဟာအောက်ကအစ်စ်တီတွေကလည်းထွက်ခွင့်ရပြီဆိုတော့ပြောနေတာပေါ့ပြောလဲပြောဒီကျေးနှံပြီးတော့ အဲ့တော့အထက်ကတော့အလုပ်ကိုသူတို့စစ်တပ်ကြီးရဲ့လုံထုံးလုံကြီးတွေတိတ်ကိုကောင်းပါတယ်နော်အဲ့တော့ဒါကိုအောက်မှာရှိတဲ့စစ်တိုင်းမှုတွေကဘာထက်လောက်တာလဲဒီလူတွေကိုအခုချိန်ထိထွက်ခွဲလက်မပေးဘာမှလည်းအကြောင်းမပြန်ဟုတ်လားဟိုတနစ်စာချုပ်ကပြည်သွားပြီးတဲ့ခါမှာနောက်ထပ်6လပါအခုဘာမှမမကြဘဲနဲ့ဆက်လက်နေထိုင်နေရတယ်ဆိုတဲ့ခါကျတော့စစ်တိုင်းမှုရဲ့အဖြစ်လားစစ်တိုင်းမှုကပဲဥမာပြလုံစားတာလားသူတို့ကျွန်တော်အဲ့ဒီအဲ့ဒါချမ်းဆိုတော့မနမခဖြစ်မှာပေါ့ဗျာနမခစစ်တိုင်းရဲ့အောက်မှာဖြစ်ပါလိမ့်မယ်အဲ့တော့ခင်ဗျားတို့ကဒါလုံစားနေတာလားကျွန်တော်ထပ်မေးရအောင် အထက်ကလုံစားပဲခင်ဗျားတို့လုံစားနေရတာစစ်မှုထမ်းဥပဒေအောက်မှာအဲ့တော့ခင်ဗျားတို့ဒါမျိုးတစ္ဆာမရှိဂတိမတည်လို့ရှိရင်နောက်ကဝင်တဲ့လူဝင်မှာမဟုတ်စစ်တမ်းဝင်မှာကြာမှိုက်ထွက်ပြေးနေမယ်သူလေနော်အဲ့တော့ကျွန်တော်တို့ကပထမစစ်မှုထမ်းဥပဒေစပြီးတော့ဟိုပြီးခဲ့တဲ့နှစ်ကစဖို့ဆောင်ခဲ့တဲ့အခါမှာအကျွန်တော်ပြန်အားပြီးခဲ့တယ်။ဘာကြောင့်ဆိုနှစ်နှစ်ပဲကွာနှစ်နှစ်တောင်ထမ်းဆောင်ပြီးတော့ရှင်နှစ်လားဆိုတော့ရှင်တမျိုးပေါ့။အဲအခုခင်ဗျားတို့ကအဲ့လိုမျိုးပေါ့။ဂတိမတည်တစ္ဆာမရှိတဲ့ခါကျတော့ကျုပ်တို့တော်မှပဲတနည်းအားဖြင့်အပြစ်မကင်းတဲ့သူတွေထဲမှာပါသွားတယ်။ဟွန်း တလားအဲ့တော့ဘလို့ခေါ်မစလို့ဗျာကျွန်တော်တို့ကကြားလိုက်ရနေပြီးတော့သိရမလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုအန်ဒိုဆန်ပြီးခဲ့တဲ့သူကအပြစ်မကင်းဖြစ်ရတယ်အဲ့တော့သူတို့တွေကဒုက္ခတွေကကျွန်တော်တို့လည်းတက်နိုင်ကြတာကျွန်တော်တို့ကတာဝန်ပြန်ယူရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကတော့ဘဲတက်ကဘဲစစ်တီကဘယ်လောက်ထိပြည့်နေပြီပြည့်ရသားနဲ့မထွက်အောင်ဆိုတော့ကျွန်တော်ကဆက်လက်ပြီးပြောသွားရမှာပဲမပြောလို့ကျွန်တော်တို့ကပြောလို့ရှိရင်ကျွန်တော်တို့လည်းတာဝန်မကင်းရရောက်တယ်ကျွန်တော်တို့ကိုယ်တိုင်မှဒီစစ်မှုတမ်းဥပဒေကိုပေါ်ဆောင်တဲ့အခါမှာရှင်းပြခဲ့တယ် အဲ့ဒါလမ်းမှန်ကြောင်းဘလို့ရကြောင်းအစတစ်ဖြစ်ပေါ့ဗျာနော်မသိရင်ကျွန်တော်ကစူးစောင်းရေးကြအဲ့ပုံစံမျိုးအထိကိုဒါစစ်တပ်ရဲ့ဘလို့ခေါမလဲကျွန်တော်ဒါမျိုးပြောရဲဆိုတာလေစစ်တပ်ကလော်ဘီလုပ်ပေးနေမှာပေါ့စစ်တပ်ရဲ့လုံထုံးလုံနည်းတွေဒီပေါ့စီကန်းချက်တွေကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့ကဘလို့ခေါမလဲဆိုတာ interpretation ပေါ့ဗျာနော်ဟိုနားလေတဲ့စကားမျိုးနဲ့ပြန်ပြီးတော့ကျွန်တော်ပြောပြောကြပြီးခဲ့တယ်ဖြစ်တယ်အဲ့တော့အခုလေစစ်တပ်ရဲ့လုံထုံးကိုကျွန်တော်မမားခဲ့ပါဘူးအခုလည်းမမားဘူးဒါပေမဲ့မှားနေတာဘာလို့လဲဆိုတဲ့ခါကျတော့စစ်တိုင်းမှုတွေလုံလုံတဲ့ပုံစံမှားနေတယ် နော်အရာရှိတွေအလုပ်လုပ်တဲ့ပုံစံတွေကမှားနေတာသူတို့မေးကြည့်တယ်အဲစစ်တိုင်းမှုတွေမေးကြည့်တဲ့ခါကျတော့လည်းသူတို့လည်းမသိဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ် ဒါတော့ပြောင်းကြရနေပြီမဟုတ်ပါနော်စစ်ကောင်စီရဲ့ဒီစစ်တိုင်းမိုးတွေနဲ့အရာရှိတွေကနေပြီမှာခံဝင်ကလေးနဲ့သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရှေ့တောင်ပို့လို့တာစာချုပ်ပြေးပြင်မဲ့ခုဆိုရင်ပြန်လဲပြီတော့မှာပါနော်ရှေ့တောင်မှာပဲပို့လို့နေတယ်ဆိုတဲ့အကြောင်းသွားနေပြီမှာသူ့ပေါ်ပြချတော့တာဖြစ်တယ်ကျတို့ဒီလိုမျိုးတရင်တွေအရဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားထဲမှာကြားနေရတာပြီမှာတချို့တွေကတပြေးအနေနဲ့ဖမ်းခံပြေးတဲ့နောက်ပိုင်းမှာထောင်မကျချင်ဘူးဆိုရင်အဲ့လိုမျိုးပါနော်ရှေ့တောင်ကိုပြန်လဲပို့ခိုင်းမဲ့စပရမစာချုပ်တွေနဲ့ချုပ်ခဲ့တာက ို့ဆိုရင်စစ်ကောင်စီနဲ့ပြည်တော်ပြန်လဲခေါ်ဆောင်ချက်မရှိဘူးဆိုတော့တတိမျိုးတွေလည်းတပိတာစုံတွေကိုယ်တိုင်ကနေပြည်တော်ပြောထားကြတာမလို့ဒါကတော့စစ်ကောင်စီရရှိရတာဆိုရင်ကိုချိုးကြည့်ပြည်တော်ကိုအခြေသက်သားတွေကိုထိုးချွေးခံစစ်နေနဲ့ထားထားတယ်ဆိုတာကိုလည်းကျွန်တော်တို့ပြည်တော်သိရှိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးဂရိမတိပဲနဲ့ကျွန်တော်တို့တိုင်းပြည်နယ်လူမျိုးကိုခြာနေပြည်တော်ကိုချိုးပဲခြာနေကြတဲ့စစ်ကောင်စီရရှိတွေနဲ့မျှောင်လိုက်တဲ့အိုးဆိုးတွေအရဆိုတော့အခုဆိုရင်ဘောမရဲ့ကိုယ်ကနေပြည်တော်ပါနော်ပောက်ခွဲပြောဆိုမှုတွေလိုလာတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဒီတင်ကောင်းဝဲရေချုံပုံကရောင်းနဲ့ပြတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြာဆုံးများနေတာကိုဘယ်လိုမျိုးသတင်းဖုံးပြီးဖို့စ조사နေလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လဲရအောင်နော်ဦးသိန်းတို့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့အကြံပြုချင်နေပြန်နော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလက်နဲ့ခိုင်ရနေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့အောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတတ်တည်ရှိရှိတင်ပြရဲဖို့လိုအပ်ချက်ကိုတတ်တည်ရှိရှိပြောပြဖို့ လိုအပ်တယ်လို့ဦးဇင်းတို့ကတော့ပြောကြမှာတယ်ဗျာနော်တခါတလေဦးဇင်းတို့ဇီကိုတရင်ပို့ထားတာတွေအများကြီးပါနော်အတန်ဦးဇင်းတို့မှာအတဖိုင်တွေလက်ရှိတယ်အဲ့တခါတလေကြတော့နော်မတိတယ်ဟာတွေဒါမပြောတဲ့နဲ့အရာကြဦးဇင်းတို့ကမပြောဘူးဗျာနော်အဲ့လူကြီးလောက်ပဲဦးဇင်းတို့ကတခါလေစာလန့်ပို့တာပဲရှိပါတယ်ဗျာနော်စာလန့်ပို့တာပဲရှိပါတယ်အဲ့တော့တစင်းတစင်းမလိအောက်ကအောက်ကတစင်းချင်းတစင်းချင်းမလိရပါနဲ့လို့ပဲဦးဇင်းကတော့ပြောကြမှာတယ်ဗျာနော်တန်တဲ့အရာကိုလိန်ညင်လိန်ညာချင်ညာကြပါဗျာနော်တိုင်းပြည်နဲ့နာရမယ်နေရာကိုကိုတက်တာနဲ့နာရမယ်နေရာကိုအောက်လက်တာနဲ့နာရမယ်အရာဆိုလို့ရှိရင် မလိမ္မာနဲ့လို့ဥစဉ်ကပြောကြင်ပါလိမ့်မယ်နော်အထက်ကိုမလိမ္မာနဲ့လို့ပြောကြင်ပါရနော်ဒါလေးပဲဥစဉ်ကတော့ပြောကြင်ပါလိမ့်မယ်နော်အဲ့တော့ဒီနောက်တစ်ချက်ကတောင်ကျုံအလူပေါ့နော်ပတ္တဆာဆွေရဲ့အလူပေါ့ဥဆွေရဲ့အလူကဥစဉ်ကိုဖိတ်ထားတယ်နော်ဘယ်နဲ့ဖိတ်ထားတယ်ဥစဉ်ကအလူကြွားဟောတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါလိမ့်မယ်နော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမဆိုသူတို့တွေထောင်းပြောင်းမှာပြမယ်ရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တည်းတည်းဘလို့ပောက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော် ဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲစိတ်เนาะအလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာเนาะအလူနဲ့ပတ်သက်ပြီးဥစဉ်ကမကြွားပြဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ပါကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးရတဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးကြီးအလုံးလဲတကယ်ကိုအတိုင်းထက်မကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးတွေတက်မတော်ကိုတက်မတော်ချင်းမြတ်နိုးလူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးเนาะအခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတစ်ဖုံနဲ့ လှုပ်ဆောင်နေတာတွေအများကြီးရှိပါသေးပါတော့။အာငဘောကစားလို့ရှိရင်တော့ဥစဉ်တော့တိုက်စစ်တွေဖော်ဆောင်လာတယ်လို့ပဲပြောရမှာ။ဒါမှမဟုတ်စစ်တွေဘက်တွေဟိုဘက်တွေကြားနေရောက်စုဘက်တွေကြားနေရတဲ့ဒေသတွေကလည်းတစ်ဖက်လော်ဘီတွေရဲ့တည်င်းစကားတွေပါပဲဗျာနော်။ဥစဉ်တော့ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေလို့တည်င်းတွေမတင်ဘူးဆိုတာကကိုယ့်ဘက်ကကြားရှုံးလို့မတင်တာမဟုတ်ပါဘူးဗျာနော်။စီအရာတွေကြောက်ဥစဉ်တော့မပြောဘဲနေနေတာဖြစ်ပါလိမ့်ဗျာနော်။ ပေါကရတော့အခုလိုမျိုးပြောနေပြောဆက်ပြောရသေးတယ်နော်အခုဆိုရင်ကျွန်တော် PDF တပုတ်ဝင်တဲ့နေမှာတူသွားမဲ့နေရတဲ့တုံးမအတိအကျသိရှိထားတာကိုကြောက်လန့်ပြီးတော့မှမတော်ဖြစ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြန်လဲပြီးတော့မှခြေပါပြောဆိုထားတာဖြစ်ပါတယ်ဒီချိန်မှာစစ်ကောင်စီတပုတ်ဝင်တွေကြာဆုံးများနေတာကိုတွန်းနေပြီးတော့မှအကြောင်းပြုပြီးတော့မှဘန်ကာရီကိုလည်းဒီတဲ့ပုံပြီးတော့မှခိုင်ဟန်းကိုတိုးချက်ဆောက်လုပ်တင်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုလိုတာကိုကျွန်တော်တို့ကြည့်ချပြစစ်ကောင်စီတပုတ်ဝင်တွေရဲ့ကာကင်းစခန်းတွေတပ်စခန်းတွေဆိုတော့ကျွန်တော်တို့တော်လန့်ပူအောင်တပ်ပုတ်ဝင်တွေကနေပြီးတော့မှ AC နဲ့ လွယ်လွယ်ကူကူတင်ပိုက်ရရှိနိုင်တယ်ဆိုတော့တို့ကနေပြီးတော့မှရေမီခံမမိလာကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့ပြည်သူတွေနဲ့တော်လန်ပူပေါင်းတပ်ဖို့နေရဲ့ဟန်ချင်းညီနဲ့ပူပေါင်းဆောင်ရွက်မှုကနေပြီးတော့မှရရှိလာတဲ့အောင်မြင်မှုအတီးဖွင့်လေးတွေပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါကတော့ရဲ့တပည့်ဖြစ်တဲ့မာဘာတာအရှင်စိတ်သက်သာကိုတိုင်ကနေပြီးတော့မှအခုဆိုရင်တော်လန်ရဲဘော်တွေနဲ့ပြည်သူတွေဘယ်လိုမျိုးအားချောင်းစိန်ခေါ်ပြောဆိုထားအောင်မလဲဆိုတာဆက်ပြီးတော့မှနောက်ထောင်ကြည့်လဲရအောင်နော်။ဦးဇင်းကဦးဇင်းရဲ့ရေးသားရေးစီရတော့ ဆရာတော်ဥရသူ59နှစ်ပြည့်ဝင်းနေအတွက်လေးစိတ်မှာသွားပြောတယ်လို့တန်ခါတွေလူပြင်းတတ်တယ်။မြို့ပါတာတာနာချစ်တဲ့သူတွေကဆရာတော်ကိုသွားပြီးကြိုဆိုကြတယ်။အဲ့မှာသူကဘာရေးလဲဆိုတော့ငလင်မှာဒီကလုံးတွေပါမသွားတာနာတယ်တဲ့။တယောက်ကအောက်မှာတန်ခါတွေဘက်ကမခံနိုင်ဖြစ်ပြီးပြန်မှတ်တယ်။နေအမင်းနဲ့ညားမှာမဟုတ်လို့လားတဲ့။အိုင်မတ်တဲ့လူကိုလည်းပြောချင်ပါတယ်။စိတ်ချပါ။ဟောဒါရီကင်းလို့ဒီဘဝနဲ့ရက်တည်နေတာချင်းမနေတော့မတို့ပါဘူးလို့ ညမှာလည်းမပူပါနဲ့လို့အဲဒီတော့ကနေမန့်နဲ့ပြီးရလို့လည်းပြောချင်ပါရဲ့အဲ့မှာမပြောချင်တာတယောက်ကကျွန်တော်သူကဗာပြန်ပြောလဲဆိုအေးမင်းတော့အေးမင်းဆိုပါနင်တို့မှသနာစရာတယ်အဲ့ဒါတန်ကအစ်စ်တွေမဟုတ်ဘူးတဲ့သူတို့ကပြောလဲပြောချင်တည်တယ်တည်လဲမသိဘူးဟိုအများရောက်လို့ရောက်အမောင်တောင်းမြောက်မကွဲတယ်တန်ကအစ်စ်တွေမဟုတ်ဘူးလို့ပြောရအောင်တန်ကမှာအတုရှိလို့လား တန်ခါမှာအမှုသမားအယူသမားရှိလို့လားတန်ခါနဲ့ယဟန်ယဟန်နဲ့တန်ခါကွဲအောင်အကျင်လုပ်ပါတန်ခေါ်ဤဒုတိယလောနာမှာနဲ့ထိတန်ခါမှာဒုတိယလာသီလမဲ့တဲ့ပုဂ္ဂိုလ်မရှိဘူးယဟန်ဆိုရင်တော့ရှိနေတယ်ဒါပုဂ္ဂလပုဂ္ဂိုလ်တယောက်တည်းကိုပြောတာအဲ့တော့တန်ခါအတုစစ်စာမင်းတို့ဘာနဲ့ခွဲမှာလဲမင်းတို့ပြောနေတဲ့တန်ခါအစစ်ဆိုတာကမင်းတို့တွေကြိုက်တဲ့လူတူတယောက်ဘက်ကနေရက်တီမှာမင်းတို့ကြိုက်တဲ့ပါတီဘက်ကနေတောက်ခံမှာမင်းတို့အတန်ကအစစ်လို့သတ်မှတ်တာလေမမေ့သ ကောင်ရောပေါ့နော်ခုဆိုရင်ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှတန်ခါသူစင်းနဲ့ပတ်သက်ပြီးတော့မှဝေဖန်ပြောဆိုမှုတွေပုံမှာပြန်လဲပြီးတော့မှခြေပါပြောဆိုထားဖြစ်ပါတယ်မဘာသာအနယ်တို့ဝင်နေရဆိုတော့သူတို့ကသူတို့မျိုးချက်မြေခံပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုခက်ဆက်ဆက်ပေါ့နော်ဒီဘာသာရေးလူမျိုးတွေနဲ့ဝါဒမိုက်တိုက်ခဲ့ကြတာပဲဖြစ်ပါတယ်အခုဆိုလဲသူတို့ရဲ့ဖွဲ့ဝင်တွေဖြစ်တဲ့ပေါကရုံးနဲ့ဝတ်တော်တို့ဟာဆိုလဲကျွန်တော်တို့ သူတို့ရဲ့တက်ဆိုင်ရတဲ့မြေတွေမှာပြည်သူတွေပုံမှာချင်းချောက်အနိုင်ကျင့်မှုတွေများစွာလှုပ်ဆောင်နေတာမို့လို့ဒီအရတွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှတန်ခါသူ့ဆက်လို့တောင်းပါဘောနော်ခွဲခြားဆရာမလိုပဲနဲ့အခုဆိုရင်ကျွန်တော်တို့မြေပါပြည်သူတွေကနေပြီးတော့မှသာသနာ့ဘောင်ကိုညင်ရွှဲစေတဲ့အုပ်စုတွေဖြစ်တက်မှတ်ထားကြတယ်ပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီအရှင်စိတ်သစ္စာပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှပဲမြေပါပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြေလေးတွေကိုခြာရေးပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ MND ရဲ့ပေါ်တုတ်ဖြစ်တဲ့ကိုလုံးဝင်ရနေပြီးတော့မှ သူ့ကိုအဘယ်ချိန်မှာကိုကြီးတောင်းလို့ရတယ်ဆိုတဲ့အကြောင်းသူကလည်းပြောမှာပါနော်မိတ္တရက်ခံတောင်းဆိုထားတဲ့ကလည်းကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီမှာကိုရဲ့ခင်မွန်းနောက်ပြီးတော့ကိုရဲ့သားသမီးကိုရဲ့အဖေမိဘနော်ကိုရဲ့အဖေပေါ့နော်စစ်သားဆိုတော့လေသူတို့တွေကိုအခုကြီးမကောင်းတယ်ဆိုလို့ကျွန်တော်ပြောတောင်းပါတောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ကို၄နိုင်နဲ့၆နိုင်ကြားလေးပဲဖုန်းခေါ်ပေးပါဒီနေ့စရင်အဲဖုန်းတလုံးဝင်တဲ့အချိန်မှာကျွန်တော်တော်တော်ကြီးကိုအလုပ်ပြတ်သွားရတယ်နော်ဒါပေမဲ့ကျွန်တော်လုပ်ငန်းလည်းပြတ်သွားရတယ် ဘာကြောင့်ဆိုတော့အခုဒါတိတ်နေလေးကိုစက္ကစတယ်တိတ်စိတ်ခိုးဝင်နေဆိုတော့ကျွန်တော်တို့ကြားတီးရတယ်ကြားတီးရတဲ့ခါကျတော့ကျွန်တော်စုံစမ်းတယ်အဲ့ဒီအချိန်မှာอืมမဟုတ်ဘူးလေကာစီယိုဆက်စင်းနေစီမှာကျွန်တော်တို့တော်တော်လေးတော့ခက်ကျုံသွားရတယ်ဗျအဲ့လိုအရာမျိုးကြီးကျုံတတ်တယ်ဒါကြောင့်ဟိုပေါ့၄နိုင်ရည်နဲ့၆နိုင်ကြားလေးပဲကျွန်တော်ဖုန်းခေါ်ပြီးပါ၄နိုင်နဲ့၆နိုင်တော့လူတူတက်ကိုကျွန်တော်က၄နိုင်ရည်နဲ့၆နိုင်အထိအချိန်နဲ့နိုင်ရည်ပေးထားရအောင်အဲ့ဒီအချိန်လေးမှာတော့ကျွန်တော်ခေါ်လို့ရတယ်အခုရင်တောင်းလို့ရတယ်အခုဆိုရင်ဒါကြာကျွန်တော်ကြားမှရည်နည်းနည်းကောင်းလာကားစားပဲရှိသေးတယ် ဲ့တော့ဟိုမှာအပြင်တောင်းတဲ့လူတွေကများနေပြန်များနေဆိုတဲ့အခါကျတော့ဟိုဘယ်မှာမတောင်းလို့တော့ကျွန်တော်ပြောပါအခုရင်တောင်းလို့ရတယ်နော်ကျွန်တော်တတ်နေတဲ့ဘက်ကကျွန်တော်ကူညီပေးမယ်ဒါပေမဲ့ကျွန်တော်ကိုသူ့အချိန်နဲ့အချိန်လေးပဲဖုန်းခေါ်ပေးပါအချို့တော့ကျွန်တော်တို့မှာတောင်းလို့အရေးကြီးနေတဲ့အချိန်အဲ့လိုအရေးကြီးနေတဲ့အချိန်မှာဖုန်းခေါ်ကကျွန်တော်တို့ဒါအရင်အနောက်ဆက်ဖြစ်တော့လို့ပြမခေါ်နဲ့မဟုတ်ဘူးကျွန်တော်လူတိုင်းခင်တယ်လူတိုင်းလည်းလေးစားရတယ်ဗျာနော်ခေါ်လို့ရတယ်ပြောလို့ရတယ်ဒါပေမဲ့၄နိုင်နဲ့၆နိုင်အဲ့ဒီအတော်တင်းလေးပဲကျွန်တော်ခေါ်ပြီးပါအဲ့ဒီအချိန်မှာကျွန်တော်အမေနဲ့ဖုန်းဖွင့်ထားတယ်ပြီးတဲ့အချိန် ပြောဆိုဆက်ဆံလို့လည်းရတယ်။ကျန်တဲ့အချိန်ကတော့ဒါကျွန်တော်လူတို့ကိုရိုက်နာမဟုတ်ဘူးနော်။ကျွန်တော် friend တွေကိုကျွန်တော်ရိုက်နာလည်းမဟုတ်ဘူး။ကျန်တဲ့စင်ဖုန်းခေါ်တော့ကျွန်တော်ကြိုက်မှာမဟုတ်ဘူး။ဖုန်းချရင်ချပလိုက်မယ်။ဒိုဒီမဟုတ်ဘူး။ဟိုကအဲအားလုံးကိုခဏတာ credit ထမထိုင်နဲ့ထည့်ထားမယ်။ဒိုဒီမဟုတ်ကျွန်တော် line ပိတ်နဲ့ပိတ်ထားမယ်။အဲ့ဒါတော့ကျွန်တော်လုပ်တာအများကြီးလုပ်ဖြစ်တယ်ဗျ။ဘာကြောင့်ဆိုလို့လို့ဒီဖုန်းတစ်ခုဝင်ရတဲ့အရာဟာလေကျွန်တော်တို့သားအားကြီးအလုံးမှာအနောက်ရှက်ဖြစ်သွားတဲ့အရာမျိုးရှိတယ်။အဲ့ဒါတော့လူတို့ကျွန်တော်တောင်းပန်တယ်။ ကျွန်တော်အချိန်ပြီးဖုန်းမကင်နိုင်ဘူးဗျအဲ့ဒီခါကျတော့လေးနိုင်နဲ့၆နိုင်အတော်တင်းနေမယ်အခုရင်တောင်းဆင်တောင်းလို့ရပါတယ်ကျွန်တော်တန်းနေတဲ့ဘက်ကကူညီပေးမယ်အဲ့ဒီလေးနိုင်နဲ့၆နိုင်ချမ်းမှာကျွန်တော်ဖုန်းမကင်ဘူးဆိုတော့မရှိပါဘူးအဲ့ဟိုအရင်ကငါကျွန်တော်ပို့စ်မိုင်းနဲ့ကျွန်တော်ပြောခဲ့ဘူးလေနော်အဲ့ဒီအချိန်ကြီးပဲကျွန်တော်ဖုန်းခေါ်ပေးပါဒါဟိုကလူလူတွေနဲ့ကျွန်တော်နားလည်ပေးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ် ဒါတော့ကျွန်တော်တို့တော်လိုင်းရဲဘော်ဖြစ်တယ်ပေါ့နော်ကိုလုံးဝေးရနေပြတော့မှကျွန်တော်တို့ခုဆိုရင်တို့အားလတ်နေတဲ့အချိန်မှာပဲမိဘပြည်သူတွေအနေနဲ့အကူအညီတောင်းဝန်ခံတင်တယ်ဆိုပြီးမှသူကနေပြတော့မိသားရဲခံပြောဆိုထားတာပဲဖြစ်ပါတယ် MND ပါဝင်ကြတဲ့ရှမ်းမြောက်မှာရှိနေတဲ့တော်လိုင်းအဖွဲ့အစည်းတီတီကနေပြတော့တရုတ်ဖီးယားနဲ့သူအမောက်ပြန်ထောင်ပြနေတဲ့စကောင်စီတပ်ဖွဲ့တွေကိုပြန်ပြတော့မှချင်းမွှင်းရှင်းလင်းမှုတွေလှုံ့ဆော်တော့မှာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ ဒီတက်တုံညာနေ့ခွန်တတိယလိုင်းပြန်လည်စတင်နေတဲ့ဆိုတော့ပေါ့နော်ပြောဆိုမှုတွေလည်းကြားနေရတာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောမျှော်လင့်နေတဲ့အခုလိုမျိုးဒီတော်လန်ထုတ်စစ်တွေစတင်နေပြီမဲ့ဒီနေ့မှခွင့်ခင်ပါပဲပေါ့နော်သူရဲ့နိုင်ငံရဲ့တပေါ့ဖြစ်ရွေးကောက်ပွဲလုပ်ဖို့ကျင်းပဖို့ရည်ရနေတာမို့လို့ဒါတွေကိုကျွန်တော်တို့အနေနဲ့အမြန်ဆုံးတားဆီးဖို့လွှမ်းနေတာပဲဖြစ်ပါတယ်မြို့ပပီတို့ဘက်ကနေပြုံးမှလည်းစကောင်စီရဲ့ရန်စံရုံမှမို့တဲ့အချင်းပြတ်ချဆောင်မှုတွေကိုကျွန်တော်တို့တိုင်းပြည်ကနေပြုံးမှ အများဆုံးခြေဖြစ်ဖို့လွမ်းနေတာဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ကြွေးကြော်ထားကြတာမလို့မြို့ဝပြည်သူတွေနဲ့တော်လိုက်ရေးပူပေါင်းတပ်ဖို့တွေဒါဒီတက်ပို့ပြီးတော့မှဟန်ချက်ညီနဲ့ရှေ့ကိုကျွန်တော်တို့အဆုံဆုံးတွေ့ပါနော်တွားနိုင်မယ်ဆိုတော့စစ်ကောင်စီနဲ့ Facial Animation စနစ်တိုင်းပြရနေပြီးတော့မှအပြစ်တိုင်ခြုံငိမ့်တော့မယ်ဆိုတဲ့အကြောင်းထားလောင်းပြောချင်တယ်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးထူးခြေဆိုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခွေချမ်းမှချင်းနဲ့ပြည့်စုံပြီးတော့မှတိုင်းရဲ့ချန်နယ်ညချန်လေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်